PUBG Mobile ဒီနေ့ထွက်ရှိထားတဲ့ Glitch Pin မှာတွေ့ရတဲ့အတန်လိုင်း feature အသစ် This is an exciting battle. ဒါတော့စိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်ပွဲပဲ The hunt has only just begun. အမဲလိုက်ခြင်းအခုလေးတင်စပြီ Don't worry. စိတ်မပူပါနဲ့ Come back when you're prepared. အစင်းင်းဖြစ်ပြီးပြန်လာခဲ့ Not bad, friend. မဆိုးပါဘူးတငယ်ချင်းတို့ Remember me if you want revenge. ကလေးစားချေခြင်းငါ့ကိုတရီရလိုက် ဒါကတော့ဒီနေ့ထွက်ရှိလာတဲ့ glitch pin နဲ့ပတ်သက်ပြီးမှအတန်လိုင်းနေပဲဖြစ်ပါတယ် glitch pin နဲ့ပတ်သက်ပြီးမှပထမအဦးဆုံးအချိန်ဒီရဲ့အတန်လိုင်း feature ကိုတွေ့မြင်ရတာမျိုးရှိပါတယ်အတန်လိုင်းနေရာလေတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ဒီ event အချိန်ကိုပြောရမယ်ဆိုရင်တော့29ရက်5လအနေနဲ့26ရက်6လအထိသွားမှာဖြစ်ပါတယ် report တင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ ultimate outfit ကိုတွေ့မြင်ရတာမျိုးရှိပါတယ်တော်တော်လေးကိုမိုက်ပါတယ်ပြင်ဆင်ဒီ outfit နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာဒီမှာကြည့်မယ်ဆိုရင်တော့ဒီရဲ့ ultimate voice line အစ်စ်ကိုတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ dp20a ကိုတွေ့မြင်ရတာမျိုးရှိပါတယ်ကြီးကြီးရှိပါသူရဲ့ skin ပုံစံအနေထားပေါ့ဗျာတော်တော်လေးကိုမိုက်တယ်လို့ပြောလို့ ရပါတယ်နောက်တစ်ခုတော်တော်လေးကိုလမ်းလာတော့ glider scheme ပဲဖြစ်ပါတယ်ကြည့်ရှိပါ share ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ job point scheme ကိုတွေးမိရတယ်ရှိပါတယ် transparent job point scheme ဖြစ်ပါတယ်နောက်တစ်ခု emo နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် emo ကလည်းကျွန်တော်မိုက်ဆံမျိုးရှိပါတယ်ကြည့်ရှိပါနောက်တစ်ခုကတော့ lobby ကိုတွေးမိရတာမျိုးရှိပါတယ်တခြားပေါ်ပြ retaining item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီကားပေါ်ပြ M7 72ပြန်လာထားတာမျိုးရှိပါတယ်ကြည့်ရှိပါသူ့ပုံစံနေထားပေါ်ပြဒီ skin ကတော့တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ရွှေအောင်တီးမြတ်သွားတာမျိုးရှိပါတယ်နောက်တစ်ခု retaining ultimate outfit နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ outfit ကိုတွေးမိရတာမျိုးရှိပါတယ် ပုံမှန်အတိုင်းပဲ spin လုတ်သွားတာနဲ့အများပေါ်ပါတကယ်ကျွန်တော်အချိန် block spin လုပ်လဲသူ့ပုံမှန်မူဒီမှာ velvet ချက်မှာ reward တွေပါတွေးမိရတာမျိုးရှိပါတယ်တရက်တားရဲ့ပထမအဦးဆုံး spinning ကိုကြည့်ရမယ်ဆိုတော့ပုံမှန်အတိုင်းပဲ30 UC ကြာတင်မှာဖြစ်ပါတယ်လက်ရှိမှာတော့0 UC ဆိုရင်မှပေါ်ပြပေးထားတာမျိုးရှိပါတယ် voucher ရှိနေတဲ့ drop ဖြစ်ပါတယ်ကျော်ကန်တစ်ချက်လောက်စမ်းကြည့်ကြည့်အောင်ဗျာ okay ဆိုတော့လုတ်လိုက်ပါမယ် okay ဒါဆိုကျွန်တော်30 UC ပေါ်ဗျာ spin လုတ်ကြည့်ကြည့်အောင်ဗျာ skip ဆိုတော့လုတ်လိုက်ပါမယ်ဒီက mini jam ကိုရရှိသွားပြီဖြစ်ပါတယ်တစ်ခါလေးနေဆိုရင်တော့60ကြာတင်မှာဖြစ်ပါတယ်10ကလေးနေဆိုရင်တော့940 UC ကြာတင်မှာပဲဖြစ်ပါတယ်ဗျာ940နဲ့ကျော်တစ်ချက်လောက်စမ်းကြည့်ကြည့်အောင်ဗျာဗာဒီပေါ့မလ ဲပေါ့ဗျာကျေးဇူးပြုရခြင်းအကြီးလေးပါလေးပေးလိုက်ပါဆိုတော့လဲဝါး။ဘာရရှိသွားပါလဲကျွန်တော်ဟာဒီမှာကြည့်မယ်ဆိုရင်တော့ DP28 ကိုရရှိသွားပြီဖြစ်ပါတယ်ကိုကိုကိုတော့မှကျွန်မယုံနိုင်ဘူးဖြစ်နေပါတယ်ကန်အားတော့တော်တော်လေးကိုကောင်းနေလို့ပြောလို့ရပါတယ်ဗျာကြည့်ကြည့်ပါလုံးဝဒီတစ်ခါတော့ပေါ့ဗျာကန်အားတော့ share ပဲဖြစ်ပါတယ် okay ဆိုလို့လိုက်ပါမယ်တစ်ခါပြန်သွားပါမယ်အဲ့ဒါပြီးတော့ကျွန်တော် share ကတစ်ခါလေးပြန်သွားရအောင်ဗျာ okay wow ကန်ကတော့ဒီကနေ့တော်တော်လေးကိုကောင်းနေတယ်လို့ထင်ပါတယ်ကြီးကြီးပါ material တစ်ချောင်းရရှိသွားပြီဖြစ်ပါတယ် okay ဆိုတော့လိုက်ပါမယ်ကျုပ်စေကာဖို့ရတခါတည်းပြန်သွားကြီးကြီးရအောင်ပြ wow ကန်ကတော့ကျွန်တော်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ဒီမှာကြည့်မဲ့အစင်တော့ချမ်းမသေးတွေပါတွေးပြင်ရတာမျိုးရှိပါတယ် okay ဆိုတော့လိုလိုက်ပါမယ်ကျွန်တော်တခါသွားပါမယ်အဲ့ဒါပြီးတော့ကျုပ်စေကာဖို့ရတခါတည်းသွားပါမယ်ညဒီကနေ့ကြည့်မဲ့ဆိုရင်တော့ okay ဆိုတော့လိုလိုက်ပါမယ်စေကာတခါတည်းသွားရအောင်ညဒီတခါဖို့ရတခါတည်း outfit တွေပါပြီးမလားဒါမှမဟုတ် ဘလူးစကင်းပေးမလဲပေါ်ရတစ်ချက်လောက်ကြီးကြီးအောင်ဗျဆိုရင်းနဲ့ပဲ granite ကိုရရှိသွားပြီဖြစ်ပါတယ်တခြားတော့ကျွန်မ material အသေးတွေတွေးမိရတာမျိုးရှိပါတယ်ဆေးကားပေါ်ရကျွန်တော်တခါတည်းပြန်သွားကြီးကြီးအောင်ဗျဒီအနေကြီးမယ်ဆိုရင်တော့ကောင်းတဲ့ item လေးပေးပါဆိုတော့ဒီမှာကြည့်ရမယ်ဆိုရင် mini jam တို့ဒီကမီပလင်းတွေပါတွေးမိရတာမျိုးရှိပါတယ် close ဆိုတာလွှဲလိုက်ပါမယ်ဆေးကားတခါလောက်ပြန်သွားကြီးကြီးအောင်ဗျ okay ဆိုတာလွှဲလိုက်ပါမယ်ကျေးဇူးပြုရဲ့ jam တို့ဒီတခါတော့တေချာပေါက်ရရှိမယ်လို့ထင်ပါတယ် ဒီမှာကြည့်ရမယ်ဆိုရင် jam အသေးလေးတွေးမိရတာမျိုးရှိပါတယ်။ Okay ဆိုလိုလိုက်ပါမယ်။နောက်ဆုံးအချိန်အနည်းနဲ့ပေါ့ဗျာကျော်ဆဲကတစ်ချက်လောက်သွားလိုက်ရအောင်ဗျာ။ကျေးဇူးပြုရဒီခါတော့ jam တော့တေချာပေါ့ရရှိမယ်လို့ထင်ပါတယ်။ဆိုရင်လည်း jam အသေးလေးတွေးမိရတာမျိုးရှိပါတယ်။ jam အကြီးကိုလည်းကျော်ရရှိသွားပြီဖြစ်ပါတယ်။စုစုပေါင်းကျွန်တော်စီမှာကြည့်မယ်ဆိုရင်တော့ jam အကြီးပေါ့ဗျာ9ခုရှိသွားပြီဖြစ်ပါတယ်။ရှိက6ခုကတော့အရင် event နဲ့ကျွန်တော်လဲထားတာမျိုးရှိပါတယ်။ဒီလောက်ဆိုရင်တော့ကျွန်တော်လိုချင်တဲ့ item DP28 လေးရရှိသွားပြီဖြစ်ပါတယ်။ဘာယူလို့ရလဲဆိုတော့အဓိကအရေးကြီးတာကျော် lobby ယူရမှာဖြစ်ပါတယ်။ဒီကောင်ကျွန်တော် redeem လုပ်လိုက်ပိုင်းဗျာ။ lobby ကိုကြည့်ရမယ်ဆိုရင်တော့လာတိုင်းကျွန်တော်ယူတာမျိုးရှိပါတယ်။ဘောက်လဲဆို you You're brave if you're happy with that not bad friend another enemy down fear me remember me if you want revenge You did great. Strength is on my side. စကားမဆက်တငယ်ချင်းတို့ PUBG Mobile EOT campaign မှာပါဝင်ပြီးသွားရလားမပါဝင်ရသေးဘူးလားပေါ့ဗျမပါဝင်ရသေးဘူးဆိုရင်တော့အမြန်ဆုံးပါဝင်ဖို့ကျွန်တော်ပြောလိုပါတယ်9ရက်နေရနောက်ဆုံးပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်ဗီဒီယိုအသေးစိတ်တင်ထားပေးတာရှိပါတယ်ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်တော့ဗီဒီယိုလေးကိုကြည့်ဖို့ပြောလိုပါတယ်ဗျနောက်တစ်ခုကတော့ ASUS ကိုကျွန်တော်တစ်ချက်လောက် cancel ကြည့်ရမယ်လို့ထင်ပါတယ်ဗျ ASUS PA ရက်ကိုကြည့်ရမယ်ဆိုရင်31ရက်5လဆိုရင်ဒီရက် ASUS ကပြီးမှဖြစ်ပါတယ်ကျွန်တော်ကတော့ပေါ့ဗျဒီရက်အမေရော ASUS ကိုပေါ့ဗျရတာမျိုးတော့မရှိသေးပါဘူးဗျဒါမှမဟုတ်ကျွန်တော် န်တစ်ချက်လောက်တော့စမ်းချရမယ်လို့ထင်ပါတယ် event ကလည်းပြီးတော့မယ်ဆိုတော့ okay ဒီကနေဒီက coin တွေတွေးမြင်ရတာမျိုးရှိပါတယ်ဘာတွေရရှိမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ကြီးကြီးရအောင်ဗျာဒီကနေကျွန်တော် skip ဆိုတာလုပ်လိုက်ပါမယ် okay ဒီကနေကြီးမယ်ဆိုရင်တော့ဒီက coin တွေတွေးမြင်ရတာမျိုးရှိပါတယ်985ရှိနေပြီဖြစ်ပါတယ်ကြံလေးနည်းနည်းလေးပွင့်ပြီးပါဒီနေ့ကံကောင်းနေတယ်ဆိုတော့ခကြတော့ပေါ့ဗျာဒီကနေ့ကြည်ရမယ်ဆိုရင်တော့ okay ကြောပွေးကတော့ကျွန်တော်ရရှိပြီးသားလားမသိပါဘူးဟုတ်ပါတယ် wow coin ကတော့ကျွန်တော်တော်တော်လေးကိုရရှိသွားတာမျိုးရှိပါတယ်โอเคဆိုတော့လုလိုက်ပါမယ်300ပေါ့ဗျာစန္ဒကြီးပြည့်သွားပြီဖြစ်ပါတယ် ဒီကနေ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်အိတ်ဆူပေါ့ဗျာယူလို့ရရဖြစ်ပါတယ်ကြည့်ရှိပါကျွန်တော်အိတ်ဆူကို redeem လုပ်လိုက်ပိုင်းပြောင်း wow ပုံစံနေထားတာကျွန်တော်မိုက်တာမျိုးရှိပါတယ်ဒီရက်ကျွန်တော်အိတ်ဆူထွက်ထွက်ချင်းမှာဖောက်တုံကတော့ fade လို့ပောက်သွားတာမျိုးရှိပါတယ်ကျွန်တော်အကြိုက်ဆုံးအိတ်ဆူက fade လို့ပဲဖြစ်ပါတယ်တော်တော်လေးကိုကန်ကောင်းများကျွန်တော်ပောက်သွားတာမျိုးရှိပါတယ်အိတ်ဆူကိုတစ်ချက်လောက်ကြီးရမယ်ဆိုရင်တော့ကျွန်တော်အိတ်ဆူထဲဝင်လိုက်ပါမယ်ကြည့်ကြည့်ပါအိတ်ဆူပုံစံနေထားပေါ့ဗျာတိုင်မဲ့အိတ်ဆူကို level တင်ဖို့ဆိုတာတော့တော်တော်လေးကိုခက်တာမျိုးရှိပါတယ် coin ကိုဘယ်မှာသုံးရမလဲဆိုတော့အရေးကြီးတာတော့ဒီက fade လို့အိတ်ဆူမှာပေါ့ဗျာကျွန်တော် joy point skin ကမရှိပါဘူးဗျာ joy point ကိုကြီးရမယ်ဆိုရင်ဒီက coin လေးက ာကြားတင်တာမျိုးရှိပါတယ်ဒီကောင်ကကျွန်တော် redeem လုပ်လိုက်ပါမယ် okay ဆိုတော့လုပ်လိုက်ပါမယ် okay ဒါဆိုရင်တော့ဒီရဲ့ fail ရဲ့ပေါ်ပြာကျွန်တော်ပို့ရကိုရရှိသွားပြီဖြစ်ပါတယ် okay ဆိုတော့လုပ်လိုက်ပါမယ်တခြားကျွန်တော်ဘယ် item တွေကို redeem လုပ်ရမလဲဆိုတော့ဒီရဲ့ fail ရဲ့ glider ကိုလည်းကျွန်တော်ပေါ်ပြာ set တစ်ခုလုံးဖြစ်သွားအောင်လို့ဒီကောင်ကို redeem လုပ်လိုက်ပါမယ် okay ဆိုတော့လုပ်လိုက်ပါမယ် okay fail ရဲ့ glider ရရှိသွားပြီဖြစ်ပါတယ်ဒီမှာကြီးရမယ်ဆိုတော့366 coin ရှိပါသေးတယ်ဘာတွေ redeem လုပ်ရမလဲပေါ်ပြာဒါတွေတော့ကျွန်တော်နည်းနောက်မှစဉ်းစားလိုက်ပါမယ်ဗျ okay ဒါဆိုကျွန်တော်ကံကိုကြီးရမယ်ဆိုတော့မစိုးလို့ပြောလို့ရပါတယ်အဓိကအပြင်တော့ ultimate spin မှာပေါ့ဗျာဒီလိုမှတငယ်ချင်းတို့အနေနဲ့ရောဒီရဲ့ ultimate spin လေးဖြစ်လာမလဲဖြစ်ဘူးလားဒီရဲ့ skin နေနဲ့ပတ်သက်ပြီးမှဒီရဲ့ voice line နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာတော်တော်လေးဟိုမိုက်တာမျိုးရှိပါတယ်ကျွန်တော်ကတော့နှစ်သက်တာမျိုးရှိပါတယ်တငယ်ချင်းတို့အမြင်ကိုလည်း comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပြီဗျာတငယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ